2025ခုနှစ်ဖေဖော်ဝါရီလရဲ့မနက်ခင်းတစ်ခုမှာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်တယောက်ဒေါသတကြီးနဲ့သူတို့ရဲ့အဆက်တကွဲအကျိုးနဲ့အခြေအနေတစ်ခုကိုအများပြည်သူရှေ့မှောက်မှာရှာရှာပပဝန်ခံခဲ့ရပါတယ်။ဒီဖြစ်စဉ်ကိုခွင့်မလွတ်နိုင်ဘူး။အစိုးရရဲ့ဂုံတိုက်ခါကိုထိခိုက်စေတယ်လို့ကင်ဂျွန်အန်ကိုယ်တိုင်ပြောဆိုခဲ့တာပါ။မြောက်ကိုရီးယားရဲ့ရေတပ်အင်အားကိုပြသဖို့နောက်ဆုံးကြိုးပမ်းမှုဟာလုံးဝကိုအဆက်ရစရာကိစ္စတစ်ခုဖြစ်သွားခဲ့ပါပြီ။ဒီဖြစ်ရပ်ကဘာကိုဆိုလိုတာလဲ။ မြောက်ကိုရီးယားရဲ့စီးရေးအိမ်မက်တွေဘလို့ဖြစ်လာမလဲဒီလိုဖြစ်ပျက်တွေကကမ္ဘာလုံခြုံရေးကိုဘလို့တက်ရောက်မှုတွေရှိနိုင်မလဲဆိုတာဒီဗီဒီယိုမှာကျွန်တော်တို့အသေးစိတ်ဖော်ထုတ်ပြသသွားမှာပါတန်9000လေးချိန်ရှိတဲ့ဖြတ်သိမ်းမောတစည်းကိုရေးချတဲ့အခမ်းအနားမှာပဲခေါင်းဆောင်ကင်ဂျုံအန်ရှိတဲ့မှောက်သွားတဲ့ဂျိုဒုတပ်ပုံတွေဟာဆိုရှယ်မီဒီယာပေါ်မှာဒုတိယအကြိမ်ကြရက်တစ်ခုကိုဖန်တီးခဲ့ပါတယ်ချွန်ချင်းစိတ်ကမ်းမှာရိုက်ထားတဲ့ဂျိုဒုတပ်ပုံတွေကသင်းမောကြီးဟာကမ်းပေါ်တင်ထားတဲ့ဝေလာငါးကြီးတစ်ကောင်လို့ ညာဘချမ်းကိုမှောက်လျက်သားလှဲလျောင်းနေပြီးအပြာရောင်ပလတ်စတစ်ဆရီနဲ့ဖုံးအုပ်ထားတာကိုပြသခဲ့ပါတယ်။မြောက်ကိုရီးယားပိုင်းမီဒီယာတွေကတော့တင်းမောနောက်ဖက်မှာအနေငယ်ချစ်ရာတွေပဲရှိပြီးပင်လယ်ရေနည်းနည်းပဲဝင်ခဲ့တာပါလို့ထိခိုက်ပျက်စီးမှုကသေးငယ်ကြောင်းပြောခဲ့ကြပါတယ်။ဒါပေမဲ့ပြင်ပကျွမ်းနေသူတွေကတော့ဂျိုဒုတပ်ပုံတွေဟာမှန်ကန်တယ်လို့အတည်ပြုခဲ့ပြီးဖြတ်တင်းမောဟာအမှန်တကယ်ပျက်စီးခဲ့တာပါ။တောင်ကိုရီးယားလေလာသုံးသက်သူလီအီဝူကအင်ဂျင်ကန်းရေလွှမ်းမှုခံရပွဲရှိပြီး သင်းမောကိုရဲမှာအပေါက်တွေပါရှိနေလို့ပြင်ဆင်ဖို့တစ်နှစ်ကျော်ကြာနိုင်တယ်လို့ပြောခဲ့ပါဗျ။ကျွမ်းကျင်သူတွေကတန်ငါးတော်ရှိတဲ့ဖြတ်သင်းမောကိုဘေးတိုက်ပင်လယ်ချတာဟာကုန်တင်သင်းမောတွေမှာပုံမှန်သုံးတဲ့ပေါ့ပေါ့ပြက်ပြက်လှုပ်ရှားမှုဖြစ်တယ်လို့ဆိုကြပါဗျ။သင်းမောရဲ့လက်နက်ကြီးတွေကဟန်ချက်ကိုပြက်စေခဲ့တာကိုမြောက်ကိုရီးယားအင်ဂျင်နီယာတွေနဲ့ရေတပ်ရာရှိတွေကထည့်သွင်းစဉ်းစားဖို့ပြက်ကွက်ခဲ့ပုံရပါဗျ။မြောက်ကိုရီးယားအစိုးရကဒီလိုမတော်တဆဖြစ်မှုတွေကိုပုံမှန်အားဖြင့်လျှို့ဝှက်ထားပြီးမီဒီယာတွေကို စင်စာဖြတ်လို့ရှိပါတယ်။ ဒါပေမဲ့ဂျိုရုနီးပညာကတော့အပိတ်ပင်များတဲ့ဒီအစိုးရရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြသနေပါပြီ။ရေအောင်နှမြုပ်နေတဲ့တင်မောကိုယ်တဲ့ပုံတွေနဲ့တင်မောချင်းကရှုပ်ထွေးနေတဲ့အခြေအနေတွေပါဝင် ရှင်းလင်းတဲ့တပ်ပုံတွေဟာပြုံးရဲရဲ့ဝါဒမျက်နှာစာကိုဖြိုခွဲလိုက်တာပါပဲ။ပြုံးရဲရဲ့မီဒီယာတွေကလည်းပထမတော့တိတ်ဆိတ်နေကြကြပါတယ်။ဘာလို့လဲဆိုတော့အောင်မြင်တဲ့အခမ်းအနားဆိုပြီးလက်ပတ်ပြောဆိုလို့မရတော့တာကြောင့်ပါပဲ။ဒီတော့တွေ့မှာပဲပြုံးရဲက အရာအလုံးကိုဆက်ရက်တွင်ပြင်ဆင်ပြီးစီမယ်လို့စတင်ပြောဆိုခဲ့ပါတယ်။မြောက်ကိုရီးယားမှာခေါင်းဆောင်ကိုစိတ်ပြည့်အောင်လုပ်မိရင် ကြီးလေးတဲ့တန်ဖိုးပေးဆက်ရပါတယ်။တင်မောပျက်စီးမှုတွေတာဝန်ရှိသူတွေဖြစ်တဲ့အင်ဂျင်နီယာတွေကနေတင်မောချင်းမန်နေဂျာတွေအထိရေတက်ရာရှိတွေကနေပေကျင်းပြူရိုကိုယ်စားလှယ်တွေအထိအားလုံးဟာအန်ဒီရဲ့ကြားရောက်နေပါပြီ။ကင်ဂျုံဝန်ကတာဝန်ရှိသူတွေကိုအပြစ်ပေးမယ်လို့ပြောခဲ့ကြောင်းအစိုးရသတင်းရင်းမြစ်တွေကဖော်ပြခဲ့ပါတယ်။မျောလင်ထားတဲ့အတိုင်းပဲဖြစ်လာခဲ့ပါတယ်။ ပြောင်းရန်ကောင်းဆောင်ကပြင်းထန်တဲ့ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။ကင်ဂျုံဝမ်ကဒေါသဖြစ်စရာခွင့်မလွတ်နိုင်တဲ့ယာစွေးမှုလို့သူခေါ်ဆိုခဲ့တဲ့မတော်တဆမှုအတွက်တာဝန်ရှိသူတွေကိုဖမ်းဆီးမယ်လို့ကတိပေးခဲ့ပါတယ်။အခုတော့အပြစ်ပေးမှုတွေကိုကြေညာလိုက်ပါပြီ။မြောက်ကိုရီးယားပိုင်းမီဒီယာတွေအရမြောက်ကိုရီးယားဟာပြီးခဲ့တဲ့ပတ်ကသင်္ဘောချင်းအရာရှိ၃ဦးကိုဖမ်းဆီးခဲ့ပါတယ်။ ဒီဖန်စီမှုဟာကင်ဂျုံဝန်ကိုအကြီးအကျယ်ရှက်ယွန်းစေခဲ့တဲ့ရေတက်ဖြတ်သင်းမောပင်လယ်ချရာမှာမှအောင်မြင်ခဲ့တဲ့ကိစ္စကိုစုံစမ်းစစ်ဆေးနေချိန်မှာဖြစ်ခဲ့တာပါတရယဝင်ကိုရီးယားဗဟုသတင်းအေဂျင်စီရဲ့ဖော်ပြချက်အရမြောက်ကိုရီးယားရဲ့အရှိမြောက်ဘက်ကမ်းရိုးတန်းကချွန်ဂျင်သင်းမောချင်းရဲ့အင်ဂျင်နီယာချုပ်စားလို့ရေးဌာနတစ်ခုလုံးရဲ့အကြီးအကဲနဲ့အုပ်ချုပ်ရေးဆိုင်ရာဒုတိယညွှန်ကြားရေးမှူးတို့ကိုဖန်စီထားပါတယ်မြောက်ကိုရီးယားကောင်းဆောင်ဟာသူ့ရဲ့ပြောဆိုချက်တွေနဲ့ချမှတ်တဲ့ပြစ်ဒဏ်တွေကနေတဆင့် ဖြတ်သိမ်းဖို့နှမြုပ်ခဲ့တာနဲ့ပျက်စီးခဲ့တာကိုအတိအမှတ်ပြုခဲ့တာရှင်းနေပါတယ်။ဒီအချိန်နေဟာကမ္ဘာမီဒီယာတွေရှိမှာမြောက်ကိုရီးယားရေတပ်ကိုအရှက်ရသည်မှာသိကြပါဗါ။ချိုဟိုင်းကလပ်လို့ခေါ်တဲ့ဒီသင်းမော့ရဲ့တိဆောက်မှုနီးပညာမှာအခြေခံအားနည်းချက်တွေရှိနေမယ်ဆိုရင်မြောက်ကိုရီးယားရဲ့တခြားသင်းမော့ကြီးတိဆောက်ရေးစီမံကိန်းတွေလည်းအန္တရာယ်ကျရောက်နိုင်ပါတယ်။အချို့စီရင်ခံစားတွေကအစိုးရဟာအလားတူပုံစံမျိုးနဲ့ဖြတ်သင်းမော့တွေဒါမှမဟုတ်ရေငုပ်သင်းမော့အချို့ကိုတိဆောက်နေတယ်လို့သိရပါတယ်။ ဒီနောက်ဆုံးမတော်တဆမှုကနီးပညာဆိုင်ရာအခြေခံဆောက်အုံတွေမှာခြုံရင်းချက်တွေကြဲကြဲပြန့်ပြန့်ရှိနေတယ်ဆိုတာကိုပြသနေပါဗျ။ဒါကြောင့်မြောက်ကိုရီးယားရေတပ်ဟာခိုင်မာတဲ့အဝေးပင်လယ်ပြင် Blue Water ရေတပ်တစ်ခုတည်ဆောက်ဖို့ကြိုးပမ်းရမှာကြီးမားတဲ့အတားအဆီးတွေနဲ့ရင်ဆိုင်နေရပါဗျ။နိုင်ငံတကာမီဒီယာတွေအထူးသဖြင့် Pacific နိုင်ငံတွေကသတင်းမီဒီယာတွေကတော့မြောက်ကိုရီးယားဖြတ်သိမ်းမောမတော်တဆမှုနဲ့ပတ်သက်ပြီးလှောင်ပြောင်တရော်တဲ့စိတ်ဝင်စားစရာကောင်းတဲ့မှတ်ချက်တွေပေးခဲ့ကြပါဗျ။ ပြောင်းရဲရဲ့ပြောဆိုချက်တွေနဲ့စန့်ကျင်ဘက် တောင်ကိုရီးယားမီဒီယာတွေကတော့မြောက်ကိုရီးယားရဲ့ရေတောင်းတာလုံမှုကိုလိုက်စားနေတာဟာစိတ်ကူးရင်မျှသာဖြစ်ပြီးသူတို့တင်းမောတစည်းကိုတောင်ပင်လယ်ချလို့မရဘူးလို့လောင်ပြောင်ခေါင်းစဉ်တက်ခဲ့ကြပါတယ်။အချို့ကျွမ်းကျင်သူတွေကတော့မြောက်ကိုရီးယားရေတက်ကိုတောင်ကိုရီးယားရေတက်နဲ့တောင်နှိုင်းရှင်လို့မရဘူးလို့ဆိုကြပါတယ်။ဂျပန်မီဒီယာတွေကတော့နျူကလ িয়ার တုံးကြီးချိန်ချောင်းမှုတွေကိုအလေးအနက်ထားသင့်ပေမဲ့ ရေတက်ရဲ့ပေါ်ပြက်ပြက်ဆန်မှုကရှင်းလင်းနေပြီလို့ပြောဆိုခဲ့ပါတယ်။ဂျပန်ကာကွယ်ရေးအတိုင်းဝိုင်းကဒီမတော်တဆမှုဟာပျုံယန်းရဲ့ရေတက်စွမ်းရည်တွေကိုကမ္ဘာအထက်မှာကြာဆင်းစေခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပေမဲ့နျူကလ িয়ার နဲ့ဒုံးကျည်စွမ်းရည်တွေကတော့တီးကြစီဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။ဒါဆိုရင်နိုင်ငံတကာမီဒီယာတွေကပါလှောင်ပြောင်ခံနေရတဲ့ဒီမထင်မှတ်ထားတဲ့မတော်တဆမှုကဘလို့ဖြစ်ပျက်ခဲ့တာလဲ။မြောက်ကိုရီးယားပိုင်းမီဒီယာတွေက2025ခုနှစ်မေလမှာ သင်းမောကြီးအစ်စ်တစီအဆင့်သင်းဖြစ်ပြီလို့ကြေညာခဲ့ပါတယ်ဒီသင်းမောကိုပြုံရဲရဲ့ဝါရဖြန့်ချီရေးမှာရေရှည်ဆောက်လုပ်ရေးဒါမှမဟုတ်ခင်မီရေးအစီအစဉ်ရဲ့ရလက်ကောင်တစ်ခုဖြစ်တင်ပြဖို့ရည်ရွယ်ထားတာပါဒီသင်းမောကိုစာကလေးကဖြတ်သင်းမောအဖြစ်သတ်မှတ်ခဲ့တာလားဆိုတာပြင်ပသတင်းရင်းမြစ်တွေကလည်းရှင်းရှင်းလင်းလင်းအတည်ပြုချက်မရှိသေးပေမဲ့နိုင်ငံပိုင်သတင်းရင်းမြစ်တွေကတော့ဒါကိုခင်မီစစ်သင်းမောတစီလို့ညွှန်ခဲ့ကြပါတယ်မီဒီယာသတင်းတွေရာကင်ဂျုံဝဲဟာ တင်းမောရဲ့ပထမဆုံးပင်လယ်ချပွဲဒါမှမဟုတ်စမ်းသပ်မှုအဆင့်ကိုကိုရိုင်းကြည့်ရှုဖို့စိတ်ကမ်းကိုသွားခဲ့ပါတယ်။ဒါပေမဲ့ဂုံစရာဖြစ်တဲ့ဒီပွဲဟာထင်ထားတာနဲ့ဆန့်ကျင်ဘက်အချက်တကွဲအကျိုးနဲ့အခြေအနေနဲ့အဆုံးသတ်ခဲ့ရပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေမှာအသေးစိတ်အချက်အလက်နှေးပါခဲ့ပေမဲ့နိုင်ငံတကာမီဒီယာတွေနဲ့မျှဝေထားတဲ့ဂျူဒုတပ်ပုံတွေဟာတင်းမောဟာပင်လယ်ချနေစဉ်အတွင်းဟန်ချက်ပြတ်ပြီးဒစိတ်တစ်ပိုင်းနှိမ့်မြုပ်တာဒါမှမဟုတ်လုံးဝမှောက်သွားတာဖြစ်နိုင်တယ်လို့ဖော်ပြနေပါတယ်။ ်သင်းမောကိုရဲကျဲတဲ့ဒီဇိုင်းကြောင့်ထင်ရှားတယ်ဒီဖြစ်သင်းမောမှာရေဝင်ရောက်မှုမတည်ငြိမ်မှုဒါမှမဟုတ်အောက်ပိုင်းဒီဇိုင်းချုပ်ရင်းချက်တွေကိုနီးပညာဆိုင်ရာပြဿနာတွေဖြစ်ပေါ်ခဲ့နိုင်တယ်လို့ကောလာဟာလာတွေထွက်ပေါ်နေပါတယ်။ကဘာလုံးဆိုင်ရာသတင်းအေဂျင်စီတွေကိုပေါက်ကြားခဲ့တဲ့ဂျိုဒုတပ်ပုံတွေနဲ့စိတ်ကန်းတဝိုင်မှာတိတ်တိတ်လေးရိုက်ထားတဲ့တပ်ပုံချုပ်ကသင်းမောဟာရေပေါ်မှာဘောလုံးပေါ်နေပဲတဝက်နီးပါးနှမြုပ်နေတာကိုပြသနေပါတယ်။ဒီလိုရှုပ်ထွေးဖြစ်စရာမတော်တဆမှုမတိုင်ခင်က မြောက်ကိုရီးယားရေတပ်ကဒီလောက်အားနေတယ်ဆိုတာမသိခဲ့ကြပါဘူး။မြောက်ကိုရီးယားလို့ပြောလိုက်ရင်ပယ်ထိန်တုံးကြီးစမ်းသပ်မှုတွေနျူကလ িয়ার စမ်းသပ်မှုတွေနဲ့ကုန်းတက်အင်အားအခြေအတွက်ကိုပဲပြင်းမြင်ကြပါတယ်။ဒါပေမဲ့ရေတပ်ကတော့လက်နက်ကင်တပ်ဖွဲ့တွေထဲမှာဖွံ့ဖြိုးမှုအားနေတဲ့ဌာနတစ်ခုဖြစ်ပေါ်လွင်လာခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့လက်နက်စင်ရင်မှာဆိုဗီယက်ဒါမှမဟုတ်တရုတ်လိုကော်ဗက်များ free gate များနဲ့ဒုံးကြည်တင်သင်္ဘောများလိုသိငယ်တဲ့သင်္ဘောတွေအပြင်ဂျင်းငုတ်သင်္ဘောအချို့လည်းပါဝင်ပါတယ်။ ခင်မီဖြတ်သင်းမော်တွေဒါမှမဟုတ်သင်းမော်ကြီးတွေကတော့လွန်နေပါတာဒါမှမဟုတ်မရှိသလောက်ပါပဲဒါကြောင့်ဒီနှမြုပ်မှုဟာခင်မီဖြတ်သင်းမော်တစ်စီးတိဆောက်ဖို့မြောက်ကိုရီးယားရဲ့ပထမဆုံးကြိုးပမ်းမှုမှာအောင်မြင်တာကိုပြသနေပါတယ်ကိုရီးယားကျွမ်းဆွယ်မှာတော့ပျုံယန်းဟာသူ့ရဲ့တူတောင်းတဲ့ကန်ယူရန်တစ်ချောင်းမှာကာကွယ်ရေးဆိုင်ရာရေတပ်မဟာဗျူဟာကိုလက်ခံကျင့်သုံးခဲ့တာပါပျုံယန်းမှာကြီးမားတဲ့သမုတ်တရားစစ်စင်ရေးတွေဒါမှမဟုတ်လေရင်တင်သင်းမော်အုပ်စုတွေအတွက်စွမ်းရည်မရှိပါဘူး ပယ်ထိန်တုံးကြီးရင်ကုန်သင်းမောတွေအတွက်စီစဉ်တွေကကောလာဟာလာအဆင့်မှာပဲရှိနေပေမဲ့လက်တွေ့မှာတော့မြောက်ကိုရီးယားရေတပ်ဟာရေချောင်းကျူးကျော်မှုအတွက်ပြင်ဆင်တာထက်တောင်ကိုရီးယားဒါမှမဟုတ်အမေရိကန်သင်းမောတွေကိုသင်းငယ်တွေတိုက်ခိုက်ရေးရင်ငယ်တွေနဲ့အနှောက်ယှက်ပေးနိုင်တဲ့စွမ်းရည်ကိုတိုးတက်အောင်လှုံ့ဆော်နေတာဖြစ်ပါတယ်။ဖြတ်သင်းမောစီမံကိန်းအသစ်ကပြုံးရင်းရဲ့ပုံမူကြီးမားတဲ့ရေတိတ်အင်အားတရှိလိုတဲ့ဆန္ဒကိုထင်ဟပ်စေခဲ့ပါတယ်။ဒါပေမဲ့မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ ဒီမအောင်မြင်မှုကမြောက်ကိုရီးယားရဲ့ဖြတ်သိမ်းသောစီမံကိန်းစွမ်းရည်တွေကိုမေကွန်ထုတ်เสียဖြစ်စေခဲ့ပါတယ်။မေကွန်ထုတ်ခံရသောကိစ္စတွေထဲကတစ်ခုကတော့မတော်တဆမှုအတွင်းမှာနှမြုပ်သွားတဲ့ချူဟာချူဟာရီယွန်ကလပ်ဖြတ်သိမ်းသောရဲ့အခြေခံလက္ခဏာတွေပါပဲ။မြောက်ကိုရီးယားပိုင်းသတင်းအေဂျင်စီဖြစ်တဲ့ Korean Central News Agency ရဲ့သတင်းထုတ်ပြန်ချက်အရဒီကလပ်ကိုတန်9000ရှိပြီးမရှင်ပေါင်းစုံသုံးဖြတ်သိမ်းသောဖြစ်သတ်မှတ်ထားပါတယ်။ ဂျိုရုတပ်ဘုံလေးလာဆန်းစစ်ချက်အရာဒီဖြတ်သိမ်းမောဟာအလျား140ကနေ145မီတာခန့်ရှိပြီးအကျယ်16မီတာရှိပါတယ်2024ခုနှစ်ဒီဇင်ဘာလမှာပထမဆုံးသင်းမောတိဆောက်ခြင်းကမြောက်ကိုရီးယားပိုင်းမီဒီယာတွေကထုတ်ပြန်ခဲ့တဲ့ပုံတွေနဲ့ဒုတိယသင်းမောရဲ့ဂျိုရုပုံတွေပေါ်အခြေခံပြီးဒီသင်းမောတွေမှာအဓိကတနက်ရဲ့နောက်ဘက်ကဥပိုင်းနဲ့နောက်ပိုင်းတို့မှာပေဒင်းဒုံးကြီးတွေအတွက်ဒေါင်လိုက်ပြစ်လွတ်စနစ် VLS Vertical Launch System ဆင်းရဲသွားတက်ဆင်ထားတယ်လို့ဖော်ပြခဲ့ပါတယ် တောင်ကိုရီးယားပူးတွဲစစ်ဦးသီးချုပ်များကရုရှားဟာမြောက်ကိုရီးယားကိုအကူအညီပေးနေတယ်လို့ယုံကြည်တဲ့အတွက်တင်မော့စနစ်တွေကိုစစ်ဆေးဖို့အတွက်ပြည်စုံနဲ့ခွဲခြမ်းစိတ်ဖြာမှုတစ်ခုလှုပ်ဆောင်နေတယ်လို့ကြေညာခဲ့ပါတယ်။အခုတော့ဒီတင်မော့မတော်တဆမှုဖြစ်ပြီးနောက်တောင်ကိုရီးယားဟာဒီလိုစစ်ဆေးမှုတွေကိုအလေးထားဖို့ချော့ချဖို့ဆုံးဖြတ်နေပါတယ်။ဘာလို့လဲဆိုတော့ဆိုးကရှူဟိုင်းကလက်စ်ဖြတ်တင်မော့ဟာအန်ရယ်ဒါမှမဟုတ်ချင်းချောက်မှုမရှိတော့ဘူးလို့ယုံကြည်နိုင်တာကြောင့်ပါပဲ။ ဒီအကြောင်းရင်းကတော့မတော်တဆမှုကမြောက်ကိုရီးယားရေတံနဲ့ပတ်သက်တဲ့ပြုံးရဲရဲ့ဝါရဖြန့်မြန်းတဲ့ဖုံးကိုဖော်ထုတ်လိုက်လို့ပါပဲအထူးသဖြင့်ဂျူဒူတပ်ပုံတွေဟာပြုံးရဲရဲ့ဝါရဖြန့်ချီရေကိုဖြိုခွဲရမှာအတော်လေးထိရောက်ခဲ့ပါတယ်မြောက်ကိုရီးယားကိုပိတ်ထားတဲ့နိုင်ငံဖြစ်လူသိများပါတယ်ပြည်ရင်းမီဒီယာတွေမှာတော့အရာအားလုံးကိုအပြစ်အနာစာကင်းမဲ့တယ်လို့ပုံဖော်ပြီးခေါင်းဆောင်ရဲ့ကြီးမြတ်မှုအကြောင်းကိုဇက်တိုက်ပြောနေကြပါတယ်ဒါပေမဲ့နိုင်ငံတကာမီဒီယာတွေကိုပေါက်ကြားစေခဲ့တဲ့ resolution မြင်ပါတယ်ဂျိုရုပုံတွေကတော့တင်းမောဟာစောင်းနေတာဒါမှမဟုတ်လုံးဝနစ်မြုပ်နေတာကိုတတ်သိပြခဲ့ပါတယ်ဒါကိုမြောက်ကိုရီးယားရဲ့ဂုံသိက္ခာအတွက်ကြီးလေးတဲ့ထိခိုက်မှုအဖြစ်ရှုမြင်ကြပါတယ်အလားတူပဲကင်ဂျုံအရဲ့ဇက်တိုက်ဒေါသထွက်နေတဲ့တုံ့ပြန်မှုကလည်းကလကာနောက်ကွယ်မှာဆွေးနွေးပြောဆိုနေကြတဲ့အကြောင်းအရာတစ်ခုဖြစ်နေပါတယ်ဒီလိုမတော်တဆမှုတွေဖြစ်ပြီးနောက်မြောက်ကိုရီးယားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့ပြင်းထန်တဲ့တက်ရောက်မှုကိုမမေ့သင့်ပါဘူး ကုလသမဂ္ဂနဲ့အမေရိကန်ကမြောက်ကိုရီးယားဘောချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်စစ်ရေးနည်းပညာတင်သွင်းမှုမဖြစ်နိုင်လောက်အောင်ခတ်ခဲစေခဲ့ပါတယ်။ဒါကပြုံရန်အတွက်သင်းမောတိဆောက်ရေးစီမံကိန်းတွေအတွက်အရေးသွေးရှိတဲ့ပစ္စည်းတွေနဲ့ကျွမ်းကျင်မှုတွေရယူဖို့အလွန်ခက်ခဲစေပါတယ်။အရေးသွေးနိုင်တဲ့တံမဏိအရင်းမြစ်မလုံလောက်မှုနဲ့ခင်မမီတော့တဲ့ဒီဇိုင်းတွေလိုအချက်တွေကဖြတ်သိမ်းမောနှိမ့်မြောက်ရမှာအခန်းကဏ္ဍတစ်ခုကနေပါဝင်နိုင်ခဲ့ပါတယ်။အစိုးရကမှောင်ခိုစည်းကွက်ဒါမှမဟုတ် မိတ်ဆွေနိုင်ငံတွေကနေပစ္စည်းတွေတရမဝင်ရယူဖို့ကြိုးစားရင်တော့ဒီလမ်းကြောင်းတွေကမထိရောက်သလိုအန္တရာယ်လည်းရှိပါတယ်။ဒီမတော်တဆမှုနဲ့ပတ်သက်ပြီးနိုင်ငံတကာလှောင်ပြောင်မှုတွေရှိနေပေမဲ့မြောက်ကိုရီးယားဟာတင်မောကြီးတွေဆက်လက်တိစောက်အောင်ပါလား။ပြုံးရန်ဆိုရဟာပူကြီးမာပြီးခင့်မိတဲ့ရေတက်တခုကိုအိမ်မက်မက်နေပြီမဲ့ဤပညာနဲ့စီးပွားရေးဆိုင်ရာကန့်သတ်ချက်တွေကတော့ရှိနေတော့မှာပဲဖြတ်တဲ့မော်တစ်စီးကိုပင်လဲချတဲ့အခါဒီလိုဘေးရနေမျိုးဖြစ်လာရင လင်းရင်တင်သင်မော့လို့ပုံမရှုပ်ထွေးတဲ့စီမံကိန်းတွေဆိုတာအကောင့်ထဲဖို့ဖို့ခက်ခဲလွန်းတယ်လို့ထင်ရပါတယ်။ဒါပေမဲ့အစိုးရရဲ့ဝါရဖြန့်ချီရေးကတော့မြောက်ကိုရီးယားဟာကမ္ဘာထိပ်တန်းရေတပ်တွေကတခုဖြစ်လာတော့မယ်လို့အခြေကားပြောဆိုလေးရှိပါတယ်။လက်တွေ့မှာတော့ကိုရီးယားကျွန်းတွေမှာရေချောင်းပရိပခတ်တခုပေါ်လာခဲ့ရင်မြောက်ကိုရီးယားသင်မော့တွေဟာလှင်မြန်စွာအင်အားချေမှုန်းခံရနိုင်ပါတယ်။ပျုံယန်းဟာပယ်ဒိန်းတုံးကြီးတွေတည်ဆောင်နိုင်တဲ့ရင်ကုန်သင်မော့တွေကိုပြန်ပြီးအာယုံစိုက်လာနိုင်ပါတယ်။ ကင်းရုံအစိုးရဟာပယ်ထိန်တုံးကြီးတွေပြစ်လွှတ်နိုင်တဲ့ရင်းကုန်သင်္ဘောတွေတိစောက်ဖို့ဆန္ဒကိုထပ်ခါတလဲလဲဖော်ပြခဲ့ပါတယ်။စင်လို့ရှိသင်္ဘောချင်းမှာ SLBM Submarine Launch Ballistic Missile ရင်းကုန်သင်္ဘောပြစ်ပယ်ထိန်တုံးကြီးအစ်တွေကိုစမ်းသပ်နေတယ်လို့သတင်းတွေကဖော်ပြပါတယ်။ဖြတ်သင်္ဘောတိစောက်ရေးလို့ပဲဒီစီမံကိန်းမှာလည်းဤပညာဆိုင်ရာအန်ဒီအရီပါဝင်နေပါတယ်။ရင်းကုန်သင်္ဘောရဲ့အောင်မြင်မှုဒါမှမဟုတ်မအောင်မြင်မှုဟာနိုင်ငံတကာဟန်ချက်ညီမှုကိုတိုက်ရိုက်တက်ရောက်တဲ့အတွက် တော်တဆမှုတွေဒါမှမဟုတ်မအောင်မြင်မှုတွေကအစိုးရရဲ့ဂုဏ်သိက္ခာကိုထပ်မံလှုပ်ခတ်စေနိုင်ပါတယ်။ကင်ဂျုံဝင်ကတော့တရုတ်ထက်ရုရှားကိုပိုပြီးမျှော်လင့်ချက်ထားဝယ်ရှိပါတယ်။ရုရှားပေါ်နောက်တိုင်းရဲ့ပိတ်ဆို့အရေးယူမှုတွေတင်းကျပ်လာတာနဲ့မျှရုရှားဟာမြောက်ကိုရီးယားလိုတီးခြားခွဲထွက်နေတဲ့နိုင်ငံတွေနဲ့စစ်ရေးနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုရှာဖွေနေပါတယ်။ကင်ဂျုံဝင်ကမော်စကိုနဲ့စစ်ရေးနည်းပညာဖလှယ်ရေးနဲ့လက်နက်ထောက်ပံ့ရေးလိုကိစ္စရပ်တွေမှာလမ်းဖွင့်ပေးနေပါတယ်။ မြောက်ကိုရီးယားကရုရှားကိုအမြောက်ကြီးတွေဒါမှမဟုတ်ဒုံးကြီးတွေထောက်ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်တွေတောင်ရှိနေပါတယ်။ရုရှားကလည်းလှည့်ပြောင်းနေတဲ့မြောက်ကိုရီးယားကိုရေချောင်းနှီးပညာနဲ့ပယ်ထိန်ဒုံးကြီးကျွမ်းကျင်မှုတွေပေးနိုင်ပါတယ်။မြောက်ကိုရီးယားဟာရေတပ်သင်းမော်တွေစောက်လုပ်ရမှာမအောင်မြင်ရင်ဒီနယ်ပယ်မှာရုရှားနဲ့ပုံမှုပူးပေါင်းဆောင်ရွက်ဖို့စံနှားရှိလာနိုင်ပါတယ်။ရုရှားရဲ့သင်းမော်တီဆောက်ရေးလုပ်ငန်းမှာဆိုဗီယက်ခေတ်အမွေအနှစ်တွေရှိပေမဲ့ရုရှားရေတပ်ကလည်းစစ်ပွဲဖြစ်ပြီးနောက်ပိုင်းမှာရုန်းကန်နေရပါတယ်။ ဘလို့ပဲဖြစ်ဖြစ်မြောက်ကိုရီးယားကအ ਨੇ ဆုံးတော့အင်ဂျင်နီယာပံ့ပိုးမှုနဲ့သင်္ဘောဒီဇိုင်းအချို့နဲ့ထပ်ပြီးကြိုးစားချင်ပါလိမ့်မယ်။ဒါကပြုံးရန်ဟာနိုင်ငံခြားကျွမ်းကျင်မှုတွေကိုလက်ခံဖို့ဆန္ဒရှိတယ်ဆိုတာကိုဆိုလိုပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားရဲ့လျှို့ဝှက်စမ်းကြတဲ့သဘာဝနဲ့တခြားနိုင်ငံတွေပေါ်မိခိုခြင်းသိမ့်မရှိတာကိုလူသိများပါတယ်။တစ်ဖက်မှာတော့နိုင်ငံတကာအထူးကြံစည်မှုကိုရင်ဆိုင်နေရတဲ့ရုရှားကမြောက်ကိုရီးယားလိုနိုင်ငံတွေနဲ့ပုံမိုရင်းနှီးတဲ့ဆက်ဆံရေးထူထောင်ခြင်းအဖြစ်အမေရိကန်ကိုစန့်ကျင်တဲ့ပူးပေါင်းဆောင်ရွက်မှုကို ဖွဲ့စည်းဖို့ဆန္ဒရှိကြောင်းအချက်ပြနေပါတယ်။မြောက်ကိုရီးယားရေတပ်သင်းပေါ်နှိမ့်မြုပ်တာဟာရုရှားအတွက်ရေကြောင်းထောက်ပံ့ပေးဖို့ခွင့်ရတခုအဖြစ်ရှုမြင်နိုင်ပါသေးတယ်။ဒါပေမဲ့ဤပညာလွှဲပြောင်းမှုကတော့ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။ဒါတော့မှမော်စကိုကနိုင်ငံတကာစည်းမျဉ်းတွေကိုဂရုမစိုက်ဘဲလက်နက်တွေရောင်းချနိုင်တာ။ဒါမှမဟုတ်ဤပညာအကြံဉာဏ်တွေပါပေးနိုင်ပါတယ်။ဒါကကိုရီးယားကျွန်းတွေမှာတင်းမာမှုတွေတိုးလာနိုင်စီပြီးအမေရိကန်နဲ့တောင်ကိုရီးယားတွေရဲ့တုံ့ပြန်မှုကိုဆွဲဆောင်နိုင်မှာပါ။ ဘလောက်ပဲအနေရကြီးမှာပါစေမြောက်ကိုရီးယားဟာဒီကိစ္စမှာအထောက်ပံ့ရဖို့ကြိုးစားရမှာပဲလို့ခံစားရပါလိမ့်မယ်ဘာလို့လဲဆိုတော့ကင်ဂျွန်ဝမ်ဟာကမ္ဘာဇက်ခုံမှာသူ့ရဲ့နျူကလ িয়ার ချိန်ချောက်မှုတွေဒုံးကျည်စမ်းသပ်မှုတွေနဲ့ကြောက်စရာကောင်းတဲ့အင်အားဖြင့်ပုံဖော်တဲ့ဝါဒဖြန့်မှုတွေကြောင့်လူသိများပေမဲ့ဖြတ်သိမ်းပေါ်နှိမ့်ယုတ်တာလို့ကြီးမားတဲ့မတော်တဆမှုတွေကတော့အစိုးရရဲ့ပျက်စီးလွယ်မှုနဲ့စက်မှုလုပ်ငန်းဆိုင်ရာဤပညာဆိုင်ရာအားနည်းချက်တွေကိုဖော်ထုတ်ပြသနေပါတယ် ူလူတွေကိုမမေ့နိုင်စရာအောင်မြင်မှုတွေကြောင်းပြောပြပြောပြဖို့ကြိုးစားနေတဲ့ခေါင်းဆောင်တယောက်ဟာကဘာကြီးရှိမှရှက်ရတာထက်ဘယ်အရာကိုမှပုံမကြောက်ပါဘူးဂျိုရူပုံတွေကတော့အမှန်တရားကိုတကားပိတ်ထားလို့မရနိုင်ဘူးဆိုတာကိုပြသခဲ့ပြီးပါပြီဒီလိုမအောင်မြင်မှုတစ်ခု ဖြစ်လာပြီးနောက်မြောက်ကိုရီးယားဆိုရဟာပြင်ပကဘာနဲ့ပုံမတကားပိတ်သွားနိုင်တာဒါမှမဟုတ်ဒီအရှက်ရစရာကိုလူတွေမေ့သွားအောင်ပုံမပြင်းထန်တဲ့စည်ရေးပြသမှုတွေနဲ့ကြိုးစားနိုင်ပါတယ်ဥပမာအဖြစ်ပြုံးရန်ဟာ သူတို့အင်အားကြီးနေသေးပဲဆိုတဲ့သတင်းစကားပို့ဖို့ပယ်ထိန်တုံးကြီးစမ်းသပ်မှုထပ်လုပ်နိုင်ပါတယ်။ဒါပေမဲ့ဒါရီတဲကတခုမှကင်ဂျုံဝမ်ရဲ့ရှက်ရွံ့စရာမတော်တဆမှုရဲ့သမိုင်းဝင်ခိုက်တံတွေကိုဖျက်ပြစ်နိုင်မှာမဟုတ်ပါဘူး။မြောက်ကိုရီးယားနောက်ဘာပဲလုပ်လို့ဒီမအောင်မြင်မှုကိုမေ့ပြစ်ဖို့မလွယ်ပါဘူး။ဒါအပြင်ကင်ဂျုံဝမ်တက်ရောက်ခဲ့တဲ့အခမ်းအနားတွင်မြောက်ကိုရီးယားရေတပ်ပိုင်းနဲ့လူယူဆရတဲ့ဖျက်သိမ်းမှုအသစ်နှိမ့်ပြုတ်သွားတာ။ဒါမှမဟုတ်ပြင်းထန်စွာပျက်စီးသွားတာဟာ ိုင်းကရကပဝင်းကျင်မှာအချိန်ကြာမြင့်စွာလှုပ်လှုပ်ရှားရှားဖြစ်နေစေအောင်ပါပါဒီအချိန်တွေကမြောက်ကိုရီးယားရဲ့စစ်ရေးနည်းပညာအားနည်းချက်ကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ပြသခဲ့ပါတယ်မြောက်ကိုရီးယားဟာဒုံးကျည်နဲ့နျူကလ িয়ার စမ်းသပ်မှုတွေမှာတစိမ့်တပိုင်းအောင်မြင်မှုရခဲ့ပြီးမြေရှုပ်ထွေးတဲ့ရေတက်တိုက်ခိုက်ရေးတင်းမော်တွေတိဆောက်ရမှာတော့ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်အ ਨੇ စုံတော့အခုချိန်မှာတော့အဓိကရေတက်အင်အားကြီးနိုင်ငံဖြစ်လာဖို့အိမ်မက်ဟာမြောက်ကိုရီးယားအတွက်လက်တွေ့မဆန်သေးပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ